KN Entertainment ကနေပရိသတ်တွေအားလုံးကြိုဆိုလိုက်ပါတယ်။ KN Entertainment ကနေပြီးတော့ဗရလောကနဲ့ပတ်သက်တဲ့ဖြစ်ရစမ်းကြယ်ဇာလံတွေ၊ကံမီယာနဲ့ပတ်သက်တဲ့လျှဝတ်စမ်းကြယ်ဖြစ်ရစမ်းတွေကို KN Entertainment ကနေတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။ဒီနေ့မှာတော့စာရေးဆရာအောင်တဝန်ရေးသားထားတဲ့အသားစား channel ဆုံးဆိုတဲ့ဇာလံလေးရဲ့အစအဆုံးကိုတင်ဆက်ပေးချင်ပါတယ်။အာနာရီမေးတားပိုက်ထရနာရီမေးရဲ့အာ တားလေးဘာမှမဖြစ်ဘူးနော်အမေနဲ့ဖေတားလေးကိုကူဖို့ဆရာဝန်ခေါ်ထားတယ်မကြခင်ရောက်လာလိမ့်မယ်နော်တားလေးဟုတ်ပါတယ်တားလေးတားလေးခဏတီးခတ်မိဆောင်မင်းနော်ဆရာဝန်ရောက်လာတော့မယ်ကိုမင်းဦးနဲ့မတ်တီတားလေးအိမ်ဟာထက်မှလူးလွန်ပြီးအော်ဟစ်နေတဲ့တားဖြစ်သူကြီးကစိတ်မကောင်းဖြစ်နေကြတယ်အကူကြီးဆရာဝန်ရောက်လာပြီအေးညီမလေးညီမဖြစ်သူကတတိပေးလိုက်တာကြောင့်ကိုမင်းဦးလည်းထန်ရမထားလိုက်တယ်ဆရာကြော့ပါခမညာကြော့ပါ ျွန်တော်သားလေးကိုကယ်ပေါင်းဆရာရဲ့ခဏနော်ဆရာစမ်းသက်ကြည့်လိုက်ပါဦးမယ်ဟုတ်ကဲ့ဆရာဆရာဝန်က ကိုမင်းဦးနဲ့မတ်တီတာရဲ့သားမောင်ဟင်းခန့်ကိုမျိုးမျိုးစမ်းသက်ကြည့်လိုက်တယ်อืมတော်တော်ထူးဆန်းတယ်ဦးအတက်ရောင်တဲ့လက္ခဏာလည်းမတွေ့သလိုအစာအိမ်ရောင်တာလည်းမဟုတ်ဘူးတော်တော်စဉ်းစားရချက်ပါတယ်ဒါပေမဲ့ကျွန်တော်ဆေးတလုံးထိုးပေးခဲ့မယ်ဆေးထိုးပြီးလို့နိုင်ဝဲကြတဲ့ထင်မသက်တာဘူးဆိုရင်တော့ဆေးရုံတင်ဖို့လောက်ကြပါဟုတ်ကဲ့ပါဆရာဒါလေ ဆရာဆေးထိုးပေးမယ်တဲ့မကြခင်တားတက်တာသွားလိမ့်မယ်နော်တားလေဟုတ်ကဲ့อืมအရွယ်နဲ့မလိုက်အောင်ခန်းစားနေရရှာတဲ့တားကိုကြည့်ပြီးမိဘတွေစိတ်မကောင်းဖြစ်နေကြတယ်ကဲဆရာကိုပြန်ခွင့်ပြုပါအောင်တောက်စီလည်းပေးထားခဲ့မယ်တကယ်လို့ဆရာ ပြောတဲ့အတိုင်းမတက်တာဘူးဆိုရင်တော့ဆေးရုံပဲပို့လိုက်ပါ ဟုတ်ကဲ့ပါဆရာကိုမင်းဦးလည်းဆရာဝန်ကိုအိမ်ရှိထိလိုက်ပို့ပြီးမှအိမ်ထဲပြန်ဝင်လာခဲ့တယ် နိုင်ယူဝက်ပင်မကြလိုက်မောင်ဟင်းခန့်ညင်းညူနေရမှပင်မန်းသဖြင့်အိတ်ပြော်သွားတယ်။ယောက်ျားသားလေးတော့အိတ်ပြော်သွားပြီသက်တာသွားပြီထင်ပါရဲ့။အေးကွာငါလဲထူဘူးပြီဘာလို့လို့လုံးဝမှမသိဘူး။သားလေးမြင်များသက်တာမှဖြစ်မယ်။မဟုတ်ရင်သားလေးစိတ်နဲ့ယူတော့မယ်။နောက်တနစ်မနဲ့လင်းတော့မောင်ဟင်းခန့်မှာနေပြန်ကောင်းရင်စော်ကစားနေတယ်။အခုမှပဲသားလေးကိုကြည့်ပြီးစိတ်ချမ်းသာတော့တယ်။ဟုတ်ပါကွာငါတို့သားလေးကျမ်းမှပျော်ရွှင်နေတာမြင်ရတော့ အဖေတယောက်နေနဲ့ဝမ်းသာလို့မဆုံးဘူးကွာထူးဆန်းတဲ့နော်ယောက်ျားဘာလဲဩမနေ့ညတော့ကကြတော့နာကျင်လို့လို့အိယာပေါ်မှာလူးလိမ့်နေတဲ့သားလေးအခုမနေ့ကသူမဟုတ်တဲ့အတိုင်းစော့နေလိုက်တာလေထိုးလေအောင်တာနေမှာပါဆရာဝန်ပေးတဲ့စေနဲ့ယောဂာနဲ့ကွက်တိဖြစ်သွားလို့နေမှာပါအင်းဟုတ်မှာပါလေထိုးနေ့ကတနေ့ကဘာမှမဖြစ်ပဲစော့လိုက်စားလိုက်နဲ့ကုံဆုံးသွားခဲ့တယ်ညနေဆောင်ရောက်တော့တားရီချမင်းစားရအောင် အဲ့ဒီမှာထိုင်ပြီးဘာလုပ်နေရလဲตาမစားချင်ဦးမေရဲ့ဘိုက်ထဲမှာဘလူကြီးဖြစ်နေမှမသိဘူးအမေဟမ်ตาလေးဘိုက်ကနားပြက်မိလားအခုတော့နည်းနည်းအောင့်နေတယ်ဟာအာပြောရင်းဆိုရင်တတော်နာလာပြီအမေအာအာตาလေးตาလေးယောက်ျားကြီးယောက်ျားလာပါဦးตาလေးဘိုက်တွေနားနေပြက်မိဟမ်ตาဘိုက်တွေနားပြက်မိလားตาကိုအိမ်ထဲခေါ်ခဲ့မယ်မင်းဆောင်ဝင်ကြီးကိုဖုန်းဆက်ခေါ်လိုက် ဟုတ်ဟုတ်ကျမဖုန်းဆက်လိုက်မယ်။မတိတာလည်းအိမ်နဲ့ပြေးဝင်လာပြီးဆရာဝန်စီဖုန်းဆက်လိုက်တယ်။မကြာခင်ဆရာဝန်ကြီးရောက်လာပြီးမောင်ဟင်းခန့်အားစမ်းသပ်ကြည့်ရှုပါတယ်။ပါယောဂလက္ခဏာမှမတွေ့ရသဖြင့်ဆရာဝန်ကြီးလည်းကောင်းရှုံနေရတယ်။အင်းခတ်တော့တာပဲဗျာ။ဘာဆိုဘာမှမတွေ့ရဘူး။လေထိုးလေအောင်တာလည်းမဟုတ်။အစာအိမ်ကလည်းမဟုတ်။ဦးအတက်ရောက်တာလည်းမဟုတ်။ဒီလိုသာနေ့စဉ်ရက်ဆက်ဖြစ်နေမကောင်းဘူး။ ဒီတော့ကလေးကိုဆေးရုံပို့ပြီးကုသတာအကောင်းဆုံးဖြစ်မယ်လို့ဆရာပြောချင်တယ်။ဟုတ်ကဲ့ပါဆရာ။ตาလေးကိုဆေးရုံပို့ဖို့စီစဉ်လိုက်ပါမယ်။ကောင်းပါပြီ။ကိုမင်းဦးနဲ့မတ်တီတာလည်းตาဖြစ်သူမောင်ဟင်ခန့်ကိုဆေးရုံသို့ပို့လိုက်ကြတယ်။ဆေးရုံကိုရောက်တော့ယောဂါရှာဖွေရေးဆက်ကြီးများဖြင့်ရှာဖွေကြရာယောဂါတစုံတရာမတွေ့ရှိပဲကလေးရဲ့ခန္ဓာကိုယ်ကကျန်းမာရေးကောင်းမွန်နေတယ်။อืมခမည်းတော်ပြောလို့သာယုံရတယ်။ကလေးမှာဘာယောဂါလက္ခဏာမှမတွေ့ရဘူးဗျာ။ ဘလို့များဖြစ်ပါလိမ့်ဗျာ။နေရရှိပြီဆရာတနေကုန်အကောင်စောလိုက်စားလိုက်နဲ့ညနေစောင်းတာနဲ့ဘိုက်ကနာတော့တာပဲဆရာရဲ့။ဆရာတို့ကယောဂလက္ခဏာမတွေ့ရဘူးဆိုတော့ကျွန်တော်သားလေးဖြစ်နေတဲ့အရာတွေကပုံမှန်မဟုတ်ရဲ့လားဆရာ။음အဲ့ဒါတော့ဆရာလည်းမပြောတတ်ဘူး။ကလေးကိုတရက်နဲ့လောက်တော့ဈေးရုံမှာစောင့်ကြည့်လိုက်ပါဦးမယ်။နောက်တော့တခုခုလုပ်ဖို့စဉ်းစားကြတာပေါ့ဗျာ။ဟုတ်ကဲ့ဆရာ။ဆရာဝန်ကြီးပြောတဲ့အတိုင်းအခြေအနေကိုအကဲခဲရန် ဆေးရုံမှာတရက်နှစ်ရက်ခန့်နေဖို့ဆုံးဖြတ်လိုက်တယ်။မောင်ဟင်းခန့်ကတော့ဆေးရုံပေါ်မှာပုံမှန်တိုင်းအငိမ်မနေစော့စားနေတယ်။မိခင်နဲ့ဖခင်က မနေတားနေလို့သာမောင်ဟင်းခန့်တိတ်မစော့ရဲပေ။ညနေဆောင်ပြီဆိုတာနဲ့မောင်ဟင်းခန့်ပုံစံကတမျိုးပြောင်းလဲသွားတယ်။လူကငြိမ်သွားပြီးမှမိုင်းတွတွေဖြစ်ကဘိုက်ကတေမတက်ကိုနာကျင်ခန်းစားနေရတယ်။ဘလို့ဖြစ်ရတာလဲ။တနေကုန်အကောင့်ကြည့်ပါ။အခုကြမှာဘလို့ဖြစ်ရတာပါလဲ။အာနာရီမေး တားပိုက်ထက်တအားနာတယ်ဗျနာတယ်ဗျဆရာရင်လောက်ပါအောင်ကျွန်တော်သားလေးကိုကေပောင်းဗျဆရာအကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်မကြခင်တက်တာသွားမှာပါစေးရုံပေါ်မှာဆရာဝန်များလည်းပြက်ပြက်တလဲလောက်ကိုင်းပေးကြတယ်ည9:00နာရီခန့်ရောက်မှပိုက်နာတာရက်သွားတယ်မောင်ဟင်းခန့်လဲခံစားရတဲ့ဝေဒနာကြောင့်ပင်ပန်းလွန်းသဖြင့်အိပ်ပျော်သွားရှာတယ်ဒီပုံတိုင်းဆိုတော့တားလေးကသွေးရိုးတားရိုးမဖြစ်နိုင်ဘူးယောက်ျားမင်းကဘလို့ထင်လို့လဲရှင်မစင်းစားကြည့်လေ ကလေးကတနေကုန်အကောင်ညနေစောင်းပြီးဆိုတာနဲ့ယောဂါထားပေါက်လာပါလေရောပြောရရင်ညနေရောက်တာနဲ့ကလေးကိုဘိုင်းနောင်တမင်လှုပ်ထားတယ်လို့ပဲဒါအောက်လန်းပညာနဲ့ကျမတို့သားပြူစားထားတာပဲဖြစ်လိမ့်မယ်အဲ့ဟာကြောင့်ယောဂါရှာတဲ့စက်ကြီးတွေနဲ့ဘလို့ပဲရှာရှာပဲဆောင်ပဲကုကုပျောက်မသွားတာပဲကြည့်လေကျမပြောတာရှင်းနားလေတယ်မလားอืมမင်းပြောတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီကိစ္စကိုဒီမှာပြောနေလို့အကျိုးမရှိဘူးသူတို့ကသိပ္ပံနည်းပညာခက်မှာတာတွေအယုံကြည်ရှိမှာမဟုတ်ဘူး ဒါကြောင့်တားလေးစီးရင်ဝါဆင်မမင်းပြောသူလိုလောက်ကြတာပေါ့ကွာအမ်းမကျမတားလေးကိုမြ мян ဆင်းခွင့်ရအောင်ရှင်ပြောပြီးနော်စိတ်ချပါငါအကောင်းဆုံးလုပ်ပါမယ်နောက်တနေ့ကိုရောက်တာနဲ့ကိုမင်းဦးလည်းစီးရင်ဝါဆရာဝန်ကြီးကိုအကျိုးကြောင်းပြောပြီးစီးရင်ဝါဆင်းလာခဲ့ကြတယ်လူကြီးမိဘများနဲ့တိုင်ပင်ပြီးနားလေတက်ကြွနဲ့ဆရာအားအိမ်သို့ပြင်ခဲ့ကြပါတယ်ဆရာကြီးကြွပါခမကလေးရောပဲမလဲရှိပါတယ်အခန်းထဲမှာပါဆရာကြီးอืม ကလေးကိုဖျားခန်းနဲ့ခေါ်လာခဲ့။ကောင်းပါပြီဆရာကြီး။ကိုမင်းဦးလည်းတားဖြစ်သူအားဖျားခန်းနဲ့သူ့ခေါ်လာတယ်။ဖျားခန်းကိုရောက်တော့ဆရာကြီးဖျားရှိခိုးပြီးအောင်စောင့်နေလိုက်ကြတယ်။သိပ်မကြလိုက်ပြီ။ဆရာကြီးလည်းဖျားရှိခိုးပြီးစီးသွားကအနောက်ကိုလှည့်လာတယ်။ဆရာကြီးဒါကျွန်တော်ရဲ့တားလေးပါ။မောင်ဟင်းခန့်လို့ခေါ်ပါတယ်။တားဖြစ်နေတာတော့ဆရာကြီးကိုလမ်းမှာပြောပြထားလို့ဆရာကြီးလည်းသိမှာပါဗျ။ကျွန်တော်တားလေးကိုကူညီပေါင်းဆရာရဲ့။အေးအနာသိရင်ဆေးရှိသလို ပယောဂမှန်ကုသပေးဘွားဆရာကြီးတာဝန်မှာ လူလေးမောင်ဟင်ခန့်ဆရာကြီးစီလာပါအောင်ကွယ်တတသွားလေဟုတ်ကဲ့မေမောင်ဟင်ခန့်လည်းဆရာကြီးထံသို့တိုးကပ်သွားတယ်လူကလေးပလက်လံပေးအိတ်လိုက်ဟုတ်ဆရာကြီးမောင်ဟင်ခန့်လည်းဆရာကြီးပြောတဲ့အတိုင်းပလက်လံပေးအိတ်လိုက်တယ်ပလက်လံပေးအိတ်လိုက်တယ်တီနောက်ဆရာကြီးကမောင်ဟင်ခန့်ရဲ့ဝမ်းပိုက်အားလက်ဖြင့်ပုတ်တက်ပြီးပစံမပွားစီပွားစီရွတ်ပါတယ်ဒီတငယ်ရဲ့ခန္ဓာကိုယ်မှာ အမောက်ပြောကဖြင့်ပြူစားထားသည်ဆိုပါကဝမ်းပိုက်သည်မှောက်တက်လာပါစေ။ဟင်။ဟာ။ဆရာကြီးရဲ့စကားဆုံးတာနဲ့မောင်ဟင်းခန့်ရဲ့ဝမ်းပိုက်မှာ ကိုဝင်လွယ်ထားရသည့်အမျိုးသမီးတစ်ဖွဲ့ဖောင်းကားလာတယ်။ကိုမင်းဦးနဲ့မတ်တီတာလည်းတားဖြစ်သူရဲ့ဝမ်းပိုက်ကိုကြည့်ကအံ့ဩမြင့်တက်နေကြတယ်။အောက်လန်းပညာနဲ့လှုပ်ထိုက်ရွှမ်းပါကပိုက်ထဲမှာအပင်သည်ငါဆရာ လက်ညှိုးညွံ့ရနောက်ကိုလိုက်စေ။ဆရာကြီးကအမိန်ဆုံးသွားတာနဲ့တပြိုင်နက်တည်း မောင်ဟင်းခန့်ရဲ့ပိုက်ပေါ်သို့လက်ညှိုးဖြင့်ထိုးဟန်ပြုပြီးပိုက်ထဲမှအပင်အားလက်ညှိုးသွားရာနောက်သို့လိုက်စေသည်။ဟာထူးစားလိုက်တာ။မောင်ဟင်းခန့်ပိုက်ထဲမှအလုံးကြီးအားဆရာကြီးလက်ညှိုးညွန်ရာနောက်သို့ပြေးလွှားလိုက်ပါနေသဖြင့်ကိုမင်းဦးနဲ့မတ်တီတာလည်းမျက်လုံးပြူးနေကြတယ်။မောင်ဟင်းခန့်ပိုက်ထဲမှအလုံးကြီးအားဆရာကြီးလက်ညှိုးညွန်ရာနောက်သို့ပြေးလွှားလိုက်ပါနေသဖြင့်ကိုမင်းဦးနဲ့မတ်တီတာလည်းမျက်လုံးပြူးနေကြတယ်။မောင်ဟင်းခန့်ကိုပယောကနဲ့ပြူးစားထားတယ်ဆိုတာတော့တွေ့ရပြီ တီတော့တီတို့လှုပ်တဲ့လက်တွေကိုဆရာကြီးတို့ခေါ်ပြီးသူလှုပ်ထားတဲ့ပညာတွေကိုနှုတ်ခမ်းရမယ်ကွတီတို့လှုပ်တဲ့နေရာမှာဟောရီကတူမကြီးရဲ့အကူအညီလိုတယ်ကွဘာများလဲဆရာကြီးကျမကူညီဖို့အသက်မှာပဲလှုပ်ရမှာတော့ပြူစားထားတဲ့ပညာတွေကိုခေါ်တဲ့အခါမှာတူမကြီးကကြားခံနေနဲ့လှုပ်ရမယ်ကျမသဘောပေါက်ပါပြီဆရာကြီးဆရာကြီးပြောချင်တာကျမသားပြူစားထားတဲ့ပညာတွေခေါ်ပြီးကျမခန္ဓာကိုယ်မှာပူကက်စေချင်တယ်လို့ပြောတာမလားဆရာကြီး အမှန်ပဲပေါ့ကွယ်ကဲကဲအချိန်ရှိတော့လောက်ကြတာပေါ့လာလာတူမကြီးဖျားခန်းရှိကိုလာခဲ့ဟုတ်ကဲ့ဆရာကြီးအရင်ဆုံးငါတူမကြီးကလက်အုပ်ချီပြီးစိတ်ကနေဖျားတရားတန်ကောင်အာယုံဆိုင်ပါယတနာသုံးပါးရဲ့ဂုံတော်တွေကိုရှီမှန်းပြီးစိတ်ကိုနူးညံ့အောင်ထားပါဟုတ်ကဲ့ဆရာကြီးဆရာကြီးခိုင်းသည့်အတိုင်းမတိတာလဲတသွေမတိန်လှုပ်ဆောင်ပါတယ်၁၀မိနစ်ခန့်ကြာသည်ထိဖျားခန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဆရာကြီးလည်း မတိတားရဲ့အခြေအနေကိုအကဲခတ်နေပါတယ်။ဖျားအမိန်တရားအမိန်တန်ခအမိန်အထက်ပုဂ္ဂိုလ်ကြီးများရဲ့အမိန်ငါဆရာတောင်းရဲ့အမိန်တို့ဖြင့်ခေါ်လိုက်တယ်။ဤတငယ်အားပြုစားထားသည့်ပညာသည်ငါရှိကိုရောက်စေ။ဆရာကြီးရဲ့အမိန်ဆုံးသွားတာနဲ့လက်အုပ်ချီပြီးငြိမ်သက်နေတဲ့မတိတားရဲ့ခန္ဓာကိုယ်တစ်ခုလုံးရိမ့်ထိုးလာတယ်။ဆုံးကဝေအောင်လန်းအတက်ပညာသည် ဝင်ရောက်တဲ့အခါလွယ်လင့်တကူဝင်ပူးနိုင်စီရန်ဆရာကြီးကမတိတားရဲ့စိတ်အား တည်ငိမ်အောင်ဖျားတရားကိုအာယုံဆိုင်စေခဲ့ခြင်းဖြစ်ပါရဲ့။ရောက်လာပြီပေါ့။နင်ဘသူလဲ။ဘာကြောင့်ဒီလိုလှုပ်ရတာလဲ။အောင်းမဲ။နင်ကမပြောချင်လို့ပဆက်ပိတ်ပြီးကောင်းရက်နေရပေါ့လေ။စေးချိန်လုံးနဲ့ရိုက်လိုက်လို့စက်ကြောလာအပြင်ဖက်လွင့်သွားရောမယ်။မလှုပ်မလှုပ်ပါနဲ့ဆရာရဲ့။စေးချိန်လုံးနဲ့တော့မရိုက်ပါနဲ့။ကြောက်လို့ပါ။အော်။နင်ကစေးချိန်လုံးတော့ကြောက်သားပဲကို။ပြောစမ်း။နင်နာမယ်ဘသူလဲ။ဘာကြောင့်ဒီလိုလှုပ်ရတာလဲ။ နာမည်တော့မပြောပြစေနဲ့ဆရာရဲ့ကျမရှက်လို့ပါပြီးတော့ကျမသားသမီးတွေလူပုံအလဲမှာမျက်နှာမပြဝတ်မှဆိုးလို့ပါ အေးကောင်းပြီဒါဆိုရင်ဘယ်ရလဲဟောရီယာမောင်မင်းဦးတို့မိသားစုနဲ့နေနဲ့ရညိုးရန်စာရှိဘူးတလားကျမတီရွာပါပဲဆရာသူတို့မိသားစုနဲ့လည်းရညိုးရန်စာမရှိပါဘူးဒါဆိုမောင်မင်းဦးတို့မိသားစုကနင်တို့အပေါ်မှာဘလို့လောက်ခဲ့ဘူးလဲဘလို့မှမလောက်ဘူးပါဦးဆရာသူတို့ကကျမတို့ဘာမှမလောက်ပါဘူး ဒါဆိုဘာလို့သူတို့သားလေးကိုအခုလိုလုံးရတာလဲ။နင်သားသမီးကိုအခုလိုလုံးရင်နင်ဘလို့ခံစားရမလဲ။နင်မိပါချင်းကိုချင်းစာကြည့်ပေါ့။ကျမမှားပါတယ်ဆရာ။တခါမှသူများပေါ်မှာမကောင်းတဲ့အတတ်ပညာနဲ့မလုပ်ဘူးပါဘူးဆရာ။ဒါပထမဆုံးလုံးမိတာပါဆရာ။ဘာကြောင့်လဲ။ကျမတို့ကအင်မတန်ဆင်းရဲပါတယ်။ချမင်းတော်နှက်မှန်အောင်မစားရပါဘူး။သားသမီးတွေအငငဲ့အပြက်ပြက်ဖြစ်နေတာမြင်ရတော့ကျမစိတ်မကောင်းတာနဲ့သူတို့သားလေးကိုအခုလိုလုံးမိတာပါ။လုံးရတဲ့ရည်ရွယ်ချက်က အမဲသားနဲ့ထမင်းစားချက်လို့လှုပ်ရတာပါဆရာကြီးအေးကွယ်ဆရာကြီးလည်းအခုလိုကြားသီးရတော့စိတ်မကောင်းပါဘူးနင်တို့စားချက်နဲ့အမဲသားနဲ့ထမင်းကိုဆရာကြီးကမြင့်တာနဲ့ကျွေးမှန်တော့ဟုတ်ပြီလားဒါကြောင့်ဟောရီကတငယ်မှာဖြစ်နေတဲ့ယောဂဝေဒနာကိုမြူတမုံးမှမကြအောင်နှုတ်ယူသွားပေးပါ ဟုတ်ကဲ့ပါဆရာကြီးမတိတာအားပူကက်နေတဲ့ပညာသည်လည်းမောင်ဟင်းခန့်အနီတို့တိုးကက်သွားတယ်ဒီနောက်လက်ဝါးနှစ်ဖက်ဖြင့်မောင်ဟင်းခန့်ပိုက်အားတဖြည်းဖြည်းနဲ့တက်ချနေတယ် မောင်မင်းဦးလေမန်းတစ်ချက်ယူလာခဲ့ပါဟုတ်ကဲ့ဆရာကြီးကိုမင်းဦးလည်းလေမန်းတစ်ချက်အားယူပြီးဆရာကြီးအားပေးလိုက်တယ်ပညာတဲ့ပူးကတ်နေသည့်မတိတာလည်းမောင်ဟင်းခန့်အားလက်ဖြင့်တက်ချပေးနေတယ်မိနစ်ပိုင်းခန့်ကြာတော့မောင်ဟင်းခန့်ထိုးအံပါတော့တယ်ကိုမင်းဦးမျက်လုံးတို့ပြူးကျဲသွားရတယ်တားဖြစ်သူရဲ့အံဖက်ထဲမှာဆန်ချီထွေးများနဲ့ကြွတ်တေတကောင်ကိုပါမြင်တွေ့လိုက်ရပါတယ်အတန်ငယ်ကြာတော့မှမတိတာပူးကတ်နေတဲ့ပညာတဲ့လည်းတက်ချခြင်းအားရက်တန့်သွားတယ် ကြံသေးလားအကုန်ထုတ်နော်ဘာတစ်ခုမှမကြံစိနဲ့ဘာမှမရှိတော့ပါဘူးဆရာကြီးအားလုံးထုတ်ပြီးပါပြီ ကောင်းပြီနောက်ကိုခုလိုမကောင်းတဲ့ပညာနဲ့သူတပားပေါ်ထိခိုက်မလုတော့ပါဘူးလို့တစ္ဆာဆိုရမယ်နင်ဆိုနိုင်မလားဆိုနိုင်ပါတယ်ဆရာကြီးကောင်းပြီဆရာကြီးအားရေတခွက်အားကင်စေပြီးပညာသေးအားနောက်ကိုမကောင်းတော့အတက်ပညာတို့ဖြင့်ခုနှစ်ရက်သားသမီးပေါ်ထိခိုက်အောင်မလုတော့ပါကြောင်းသစ္စာဆိုခိုင်းကထိုသစ္စာရေးအားပညာသေးကိုတိုက်လိုက်တယ် မတိတာပုကတ်နေတဲ့ပညာသည်လဲဆရာကြီးအားကတော့ကထွက်သွားပါတော့တယ်။ပညာသည်ထွက်သွားတာနဲ့မတိတာလဲတတိလဲမိန်မျောနေတယ်။ဆရာကြီးအားမတိတာအားတတိပြန်လဲလောင်ပြုတ်လောက်ပေးကလိုအပ်သမျှမှားကြပါတယ်။ဆရာကြီးပြောတဲ့အတိုင်းအမဲသားနဲ့ထမင်းကိုညနေစောင်းတာနဲ့ကျွေးလိုက်ပါမယ်။ဆရာမတိလို့မေးပြစေ။အဲ့ဒီရွာသူစားကျွေးတဲ့အခါသူတို့ကတကယ်လာစားလား။သူတို့ကတကယ်လာစားကြလားရှင်။အင်း ငတ်တူမကြီးသိချင်တယ်ဆိုတော့တေချာစောင့်ကြည့်နေလိုက်ပါကဲဆရာကြီးပြန်တော့မယ်ဟုတ်ကဲ့ပါဆရာကြီးကိုမင်းဦးလည်းဆရာကြီးအားပြန်လိုက်ပို့ပေးတယ်မတ်တီတာလည်းရှင်ရှင်လန်းလန်းပြန်ဖြစ်လာသေးတောင်းအောင်ကြည့်ပြီးစိတ်ချမ်းသာနေပါတယ်ညနေဆောင်တော့ဆရာကြီးမာခဲ့တဲ့အချိန်မှာစကောချက်ထဲမှာရောင်းမတချောင်းအမေသားနဲ့ထမင်းတို့ပုံပြီးအိမ်ရှိမှာချထားလိုက်တယ်။ဒါပိုက်ထဲကနေနားနေသေးလား။ဟမ်မနာတော့ဘူးအမေရဲ့ဘာမှမဖြစ်တယ်လို့ပဲပေါ်ပါနေရပဲ။ တော်သေးတာပေါ့တားရဲ့ငါသားလေးပြန်ကောင်းသွားလို့ပေါ့မဟုတ်ရင်အမေနဲ့ဖေလည်းတားဟုတ်ကြည့်ပြီးစိတ်ချမ်းသာမှမဟုတ်ဘူးဟင်ယောက်ျားရေပုံမကြည့်ပါအောင်မတိတာက ကိုမင်းဦးအားလက်ပုတ်ပြီးပြတယ်ကိုမင်းဦးလည်းမတိတာပြတဲ့နေရာသို့ကြည့်လိုက်ရာဟာခွေးမကြည့်ပါလားနေတာကြည့်မဟုတ်ဘူးအဲ့ဒါရွာသူဖြစ်မယ်လူကြီးတွေပြောတာကြားဖူးတာတော့ရွာသူတွေကသူတို့အစာခေါ်ကြွေးတဲ့အခါခွေးရောင်ဆောင်ပြီးလာစားတက်ကြတယ်တဲ့ မင်းပြောတာငါလည်းကြားဘူးတယ်။ဒါကွာငါတို့ကြည်နေတာမြင်သွားမကောင်းအိမ်နဲ့ပြန်ဝင်ရအောင်။အင်းအင်းကိုမင်းဦးလည်းမတိတောင်လက်တုပ်ပြီးအိမ်နဲ့ခေါ်လာတယ်။ထုံနေမှစပြီးမောင်ဟင်းခန့်လဲညနေဆောင်တဲ့ဘိုက်မနာတော့ပဲကြမ်းကြမ်းမာမာဖြင့်ရှိနေပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာအောင်တဝန်ရေးသားထားတဲ့အသားစားချက်နဲ့ဆုံးဆိုတဲ့ဇလန်းလေးပြီးဆုံးသွားပါပြီ။ပရလောကနဲ့ပတ်သက်တဲ့ဇလန်းတွေကိုနားဆင်ရတာကြိုက်တဲ့ပရိသတ်တွေဟာ ကျမတို့ရဲ့ KN Entertainment Channel ကို Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုမှာဆက်လက်အသစ်နဲ့တူပြန်လာခဲ့ပါမယ်ရှင်။